na uh, e to the power for x plus arbitrary constant c that's it ဒါလေးပဲနော်ဒါလေးတဆင့်ချင်းစီဆရာတို့ဒီလိုမျိုးလေးတွက်သွားနိုင်အောင်ပါဗောနော်ဆိုတော့ဒီမာကလေအဲပြောရမယ်ဆိုတော့ရှိတစ်ချက်ထဲနဲ့မပြီးဘူးသူ့ formula မှာပါတဲ့ဒီ integration လောက်ရမယ်အပိုင်းကနောက်တစ်ခေါက် uv ထားပြီးတော့ဖြည့်ရှင်းမှာပဲအဖြည့်ထွက်သွားတယ်အကယ်၍ဒါ fortunately ဆရာတို့ကံကောင်းလို့ x2 ဖြစ်နေလို့ SQ ရော8ပါ4ရောတာဆိုလို့ရှိရင်တော့ဆရာတို့3က4ကအဲ့လိုမျိုးဆရာတို့ single single ဆရာတို့ထပ်လုတ်သွားရမယ်။ဒါကြည့်ရှုသူအနေနဲ့ပုံစံများများတွေတွက်လို့ရှိရင်ဒါလေးသိလာလိမ့်မယ်။ All right အဲ့ဆရာနံပါတ်2ကိုဆရာတွက်ကြည့်အောင်ဒီတစ်ခါကျတော့ exponential နဲ့လာတာမဟုတ်ဘူး။ polynomial ကိုသူက trigonometric functions နဲ့လာတာ။ကောင်းပြီအဲ့ဆရာဒါလေးဆရာတို့တွက်ကြည့်မယ်။အာဆရာတို့ဒီမှာ let เนาะ u equal to ဆရာတို့ကအဲ့ algebraic function ကိုဆရာတို့ကယူထားတာဦးစားပေးပြီးယူထားမှာအဲ့တော့ dv equal to ဆိုရင် cosine 2x dx ပေါ့အဲ့တော့ du equal to ဆိုရင်သူ့ကို differentiate တော့ dx ဖြစ်သွားတာပေါ့ဆိုတော့ v equal to cosine ကို integrate လုပ်တော့ sin 2x ပေါ့နော်အာ2ကိုဆရာတို့ကဘာလုပ်ရမလဲဆိုတော့ဒီဒီမြောက်ဘက်ကြီး2က differentiate လုပ်တော့မြောက်တာပေါ့ integrate လုပ်တော့စားရတာပေါ့နော်ဒါလေးရတာအဲ့တော့ဆရာတော့သူ့ formula တွေမှာဆရာတို့ထည့်မယ်ဆိုရင် uv ပေါ့နော် integral x 3 times cosine 2x dx equals uv uv ဆိုဒီနှစ်ခုလို့တွဲတာပေါ့နော် half into x 3 times sine 2x ပေါ့ uv minus integral vdu ဒီလိုပြန်တွဲမှာ vdu ဆိုတော့နော်အဲ့တော့ half sine 2x ဒီနေရာမှာ dx တန်းဝင်လာမယ်။ Okay အဲ့ဒီကောင်ကြတော့ဆရာတို့ကံကောင်းထောက်မှသွားတယ် integrate တန်းလုပ်လို့ရသွားတယ်။နောက်ထပ်တကြော့ uv ထားစရာမလိုဘူးပေါ့နော်။ half times x 3 uh sin 2x minus half sin ကို integrate လုပ် minus cos ပေါ့။အဲ့ကြောင့်ဒီကောင် plus ဖြစ်သွားမယ်။နော် cos 2x ပေါ့အဲ2နဲ့ပြန်စားတော့ဆရာတို့ multiply မှာ half ဆိုပြီးဆရာဒီမှာထည့်ပြီးတော့ integration လောက်တာကုန်စင်သွားပြီဖြစ်တဲ့အတွက် arbitrary constant c ကိုတန်းထည့်ရမယ် half times x plus 3 sin 2x ပေါ့ b plus 1 over 4 cosine 2x plus arbitrary constant c that's it နော်ဒါလေးလွယ်ပါတယ်နော်ဆရာတော့ဒါလေးလဲလွယ်တယ်လို့ဆရာမြင်တယ် okay အဲဒီစုတွေနဲ့ဒီတိနားလည်လိမ့်မယ်လို့ဆရာမျှော်လင့်တယ်ဒါဆိုလို့ရှိရင်ဆရာနောက်ထပ်နော်တပိုင်းကိုဆရာတို့နော်သွားကြည့်အောင်နောက်ဆုံးပုံစံတစ်ခုပေါ့အဲနောက်ဆုံးပုံစံကတော့ဆရာဒီမှာဘာရေးထားလဲဆိုတော့ အာနောက်ဒါနောက်ဆုံးပုံစံပြစ်လိုက်မယ်။ Now the repeated type တဲ့။ Now repeated type ကတော့အိုင်ငါးမှတ်နဲ့မကာမိအောင်လို့တော့လှုပ်ချက်များတယ်ဗျ။နော်အဲ့ဒါလေးဇာတ်လို့တွေ့ရမယ်နော်။ The repeated ဆိုတာကမူလ function ကိုအခုမူလ integration လုပ်တဲ့ပုံစံကိုပြန်ရောက်သွားတာ။အဲ repeated ဆိုတာအဲ့ဒါကိုပြောတာ။နော်အဲ့ဒါဆိုရင်ဇာတ်ကဘယ်လို integrate လုပ်မလဲ။ဒါကတတိယအုပ်စုပေါ့နော်တတိယအုပ်စုဆိုတော့ဇာတ်ဒါလေးကိုနည်းနည်းလေးကြည့်ကြည့်အောင်။အဲ့တော့ဇာတ်ကနံပါတ်1လေးဇာတ်ဒီမှာစပြီးတော့နော်တွေ့ကြည့်မယ်။ repeated type ထဲမှာ number 1လေးကိုဆရာရင်စအတွက်ကြည့်မယ်เนาะဆိုတော့ तू อ่ะเนาะဆိုတော့ဆရာပရမပြောခဲ့တဲ့เนาะ line 8 l i e d e เนาะ or เนาะ ilate i l e t e အခုဒီမှာဆရာတို့ကဘာလဲဆိုတော့အဲ trigonometric functions เนาะပြီးရင်နောက်တစ်ခုက exponential functions အခုဒီမှာပေးထားတယ် ပေးထားတဲ့ function တွေထဲမှာဘယ်သူကိုဦးစားပေးမှာလဲဆိုတော့နော် trigonometric function ကို u အဖြစ်နဲ့ဆရာတို့ဦးစားပေးမှာနောက်ဆုံးမှာမှာ the exponential function ကိုဆရာတို့ထားတာအဲ့တော့ဆရာဒီမှာဆိုရင်ကြည့်ဘယ်ဟာကိုအဲ u ထားရမလဲဆိုတော့နော်အဲဇဝေးဇဘာဖြစ်နိုင်တယ်ဘယ်သူကဘယ်လိုပဲအရှိကနေပဲပေးပေးပေါ့နော် trigonometric function ကိုဆရာတို့ u ထားလိုက်အောင် let u equal to နော် sin x ပေါ့ ဲ့တော့ဆရာက dv equal to ဆရာခုတက်မှာ number 1เนาะဒါလေးပေါ့ dv equal to ဆိုကြံတာပေါ့ e to the power negative x dx ဆိုဆရာထားလိုက်မယ်အဲ့တော့လေတကယ်မှာကဆရာကအမှန်တကယ်ကအဲဒီလို let ဆိုပြီးတော့ဆရာ i equal to ဆိုပြီးတော့ integral e to the power negative x အဲ sin x dx ဆိုပြီးဆရာထားသွားမှာเนาะဒါလေးအခုဒီမှာထားလိုက်တယ်အဲကြည့်ရှုသူနေနဲ့အဲမှာထားတာ i လို့ထားရတယ်လို့မျက်စိနဲ့မြင်တာပေါ့ ဟုတ်ပြီအဲ့တော့ formula ရ integration by puts formula ရ du equal to ဆိုရင် तू ကရှိတ်တာအဲ cosine x dx ဖြစ်သွားပြီးတော့ v equal to ဆိုရင်ဆရာတို့ကသူ့ integrator e to the power negative x negative နဲ့ပြန်စားတော့ဒီလိုရမယ်အဲ့တော့ formula အရဆရာတို့ကထည့်မယ်ဆိုရင် i equal to အဲဒီမှာဒါကိုဆရာတို့ i ထားရတာဟုတ်နော် i equal to uv ဆိုတော့ negative e to the power negative x sin x minus integral v du the negative e to the power negative x du က cosine x dx ပေါ့ကောင်းပြီအဲ့တော့နည်းနည်းလေးသူ့ကိုနော် simplify လေးတဆင့်လောက်ဆရာထပ်လုပ်ခြင်းနဲ့ equals negative e to the power negative x the uh, sin x ဒီ negative ကရှေ့တိုးလိုက် positive ဖြစ်သွားမယ် integral e to the power negative x cosine x dx အခုဒီမှာကြည့်လိုက်ဒီကောင်ကကျွန်တော်ပွဲမပြတ်ဘူးမပြတ်တော့ထက်ကြော့တခါ UV ထက်ထားဖို့ကိစ္စရှိလာတယ်ရှိလာဆိုတော့ထားကြည့်မယ်နော် LED နော်အဲ့တော့လေသူက exponential နဲ့ trigo နဲ့လာပြီးတော့စိုင်ထားတာအဲ့တော့ u equal to ဆိုပြီးဆရာ cosine x ဆိုပြီးထားမယ် trigo ရှေ့ကနေဦးစားပေးထားမယ် dv equal to ဆိုရင် e to the power negative x dx ပေါ့အဲ့တော့သူ differentiate လုပ်လိုက်ရင် du equal to ဆိုရင် cos ကို differentiate လုပ်ရင် negative sin x เนาะ b v ကို integrate လုပ်တော့ v ကွဲတူသူ့ကို integrate လုပ်တဲ့ခါကျတော့ e to the power negative x ပဲ negative 1နဲ့ပြန်စားရတယ်။အဲ့တော့ဆရာတို့ကအခုဒီမှာဒါလေးပေါ့။ဒါလေးဆိုတာဒီကောင်းလေးဒီနေရာလေးကိုဆရာရေးချင်တာ။ရေးချင်တော့ therefore integrate e to the power negative x cosine x dx equal uv u နဲ့ v နဲ့ဆရာတို့မျှောက်ရမယ်နော်။ဒီနှစ်ကောင်မျှောက်ရမယ်ဆိုတော့ negative e to the power negative x cosine x minus integral vdu no negative e to the power negative x du are negative sin x no ဒီနေရာမှာဆရာ dx လေး dx လေးထည့်ရမယ် a negative sin x dx no negative sin x dx hb error ဆရာကဒီမှာသူ့ကိုနည်းနည်းလေး simplify လုပ်ကြည့်မယ် equal to negative e to the power negative x cosine x အဲ့တော့ဒီ negative နဲ့ negative နဲ့ positive ဆိုတော့ negative integral e to the power negative x sin x dx ဆိုဆရာတို့ရတယ်။အဲ့ဒါ e to the power negative x sin x dx ဆိုတာဆရာတို့ဆက်ဆက်ချင်းတော့ e to the negative sin dx ဆက်ဆက်ချင်းတော့ဆရာတို့ i ထားရတဲ့ကောင်းပဲ။နော် i ထားရတဲ့ကောင်း။အဲ့ဒီနေရာမှာဆရာတို့ i ကို replace လုပ်လိုက်လို့ရ။ i ကိုဆရာတို့တနည်းပြောအစားထိုးလိုက်လို့ရတယ်။နော်အဲ့တော့ဆရာတို့နော်အဲ့တော့ဆရာတို့ဒီ equation ကိုဆရာပြန်ရေးမယ်ဒီကောင်။ဒီကောင်ကိုဆရာဒီအောက်မှာဒီအောက်မှာဆရာပြန်ရေးမယ်။ နော် therefore နော် therefore ရေးပြီး i equals နော်ဒီက negative e to the power negative x sin x plus အခုဒီကောင်ကြီး box လုပ်ထားတဲ့ဓာကြီးကိုဆရာတို့ integrate လုပ်လို့ရတယ်ရလက်အဲ့ဒါကဒီကောင်အဲ့ဒီကောင်ဆိုတော့ဆရာတို့က ဒီကောင်က negative ဆိုတော့ဆရာတို့ဒီအပေါင်းနဲ့တွေ့မယ်ဆိုလို့ရှိရင်เนาะဆရာတို့က negative ဖြစ်သွားမယ် negative e to the power negative a cosine x ပေါ့เนาะပြီးွားရင်ဒီအနှုတ်ကလည်းအနှုတ်တိုင်းပဲဒါပေမဲ့ e to the power negative a sin x dx ဆိုတာက i ထားရတာဖြစ်တဲ့အတွက်သူ့ကိုဆရာ i လို့အစားထိုးရေးလိုက်မယ်အဲ့တော့ဒီ negative i ဒီဒီဘက်လာရေ 2i ဖြစ်သွားမယ် equals negative e to the power negative x sin x minus e to the power negative x cosine x ဟုတ်ပြီအဲ့တော့ i ကိုလိုချင်တဲ့ခါကျတော့နောက်ဆုံးမှာဒီ2နဲ့သွားစားမယ်ဆိုရင် negative half e to the power negative x sin x minus half e to the power negative x cosine x plus arbitrary constancy ဒါကတော့နောက်ဆုံး step ပေါ့နော်အကုန်လုတ်เสียရရှိတာကုန်စင်သွား step မှာတော့ဒီ indefinite integral ဖြစ်တဲ့အတွက် arbitrary constancy လေးထည့်ဖို့တော့မေးလို့မရဘူးပေါ့ဒါကိုဆရာတို့ကဘာလို့ group ကိုပြောတာလဲဆိုတော့ repeated type လို့ဒီခုနကဆရာတို့ integration လုပ်မဲ့ပုံတရားမယ်เนาะဒီပြန်ရလာတာเนาะပြောမယ်ဆိုရင်ဒါအဲ tight jot ထက်ခါထက်ခါပြန်ဖြစ်လာတဲ့အခြေအနေပေါ့အဲ့ဒီအခြေအနေရရင်တော့အဲ့ဒီအခြေအနေရရင်တော့ဆိုတော့ကန်ကောင်းသွားပြီပေါ့ဘာလို့ဆိုတော့သူ့ကိုအိုင်လို့ထားတာဖြစ်တဲ့တစ်ဖက်ကိုအိုင်ပို့လာအဲ့ဒီအိုင်ဆိုတာဘယ်သူ့ကိုအင်တီဂရိတ်လုပ်ရဆိုတော့ဒီကောင်အင်တီဒီကောင်အင်တီဂရိတ်လုပ်တဲ့အဖြေဟာဒါဖြစ်တယ်ဆိုတော့ဆရာတို့ဒီမှာတွက်ပြနိုင်လိုက်တာပေါ့နော်โอเคနောက်ထပ်တစ်ခုဆရာတို့နည်းနည်းလေးဆက်ပြီးတော့တွက်ကြည့်အောင်နောက်တစ်ခုကကြာတော့ပါလဲဆိုတော့ e to the power 2a cos of x ပေါ့เนาะဒါလေးကိုဆရာတို့လုပ်ကြည့်မယ်အဲ့တော့ okay အဲ့တော့ let เนาะဆရာတော် number 2ကိုတွေ့ကြည့်မယ်เนาะအဲ့မှာ exponential နဲ့ trigonometry မှာဆရာက trigonometry ကိုဆရာကဦးစားပေးပြီး u ထားမှာ u equals เนาะ cosine cosine half x เนาะ cosine half x เนาะ py ရင်ဆရာက dv equal e to the power 2x dx အဲ့တော့ du equal to သူ့ကို differentiate လုပ်တော့ negative uh sin half x ပေါ့เนาะ half x ကို differentiate လုပ်ရင် half ပေါ့ ကောမာသူ integrate လို့တော့ v equal to e power 2 square e power 2x ဆိုတော့သူကအဲ့2နဲ့ပြန်စားရတာမျိုးเนาะဒါ integrate လို့တာ differentiate လို့တာ integrate လို့တာကျောင်းသားတွေဆရာတို့အတွေ့အကြုံကဆိုရင်တော့အဲရောတက်တယ်မှားတက်တယ်เนาะအဲအတွေ့အကြုံများလေတော့အမှန်ကိုဥတီလေပေါ့ကောင်းလာလေပေါ့เนาะအဲ့တော့ therefore เนาะအဲဒီကောင်လဲစောနာလို့ပေါ့เนาะဆရာတို့အိုင်ထားရဖို့လိုတယ် let ဆိုပြီးတော့ i equal e to the power 2x เนาะ sorry integral e to the power 2x cos half x dx ဆိုပြီး i ထားတာပို့တော်တယ်အဲ့တော့ဆရာဒီနေရာမှာ i equal ဆိုပြီးဆရာရေးပြီ i equal uv ဆိုတော့ဆရာကဒီကောင်နှစ်ကောင်မြှောက်မှာပေါ့နော်ဆိုတော့ half e to the power 2x နော် cosine half x ပေါ့အဲဒါဒီတခုနေတခုမြှောက်လိုက်တာ minus integral v du ဒီနှစ်ခုမြှောက်ပြီးတော့ဆရာရေးမယ် half e to the power 2x နော် du ကကြတော့ negative နော် half times sin half x ပေါ့အဲဒီနေရာမှာဆိုတော့ dx ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီအချိန်ကြီးရောက်လာပြီဒီအချိန်ကြီးရောက်လာပြီဆိုဆိုတော့သူ့ကိုနည်းနည်းလေး simplify လာလို့ပို့လို့တယ် half e to the power 2x cosine half x ပေါ့အဲဒီနေရာမှာဆိုတော့ negative half ရယ်ဒီ half ရယ်ဆိုတော့ negative 1 over အရှိထုတ်လိုက် positive 1 over 4ဖြစ်သွားမယ် integral e to the power 2x ပြီးရင် sin half x dx ဒီလိုရမယ်အဲ့တော့ဆရာတို့ဒီကောင်ကဇလန်းမပြတ်ဘူးတဲ့လားအဲ့ဒီကောင်ဆရာတို့ထပ်ပြီးတော့ uv ဆရာတို့ထပ်ထားဖို့လိုတယ် therefore เนาะ let u ကိုဆရာတို့ trigonometric function ကိုဥစားပေးထားမယ်ဆိုတော့ sin half x ပြီးရင် dv equal to e to the power 2x dx အဲ့တော့ du equal to ဆိုရင်သူ differentiate လို့တော့ cos of x ပေါ့ ဲ့တော့ half face ကို ပြန်ပြီးတော့ shape တော့ half ပေါ့သူ့ integrate လုပ်မယ် v equal to e to the power 2x ပဲဒီကောင်ကကြတော့ half ပေါ့နော်ခုနကဆရာတို့ဒီကောင်က dx လေးရဲ့ဒီဘက်ကိုလာမြောက်ရမယ်ဒါဆရာအမြဲတမ်းကြံလေးကြံထားရှိတော့နော်ဟုတ်ပြီအဲ့တော့ therefore ဆရာတို့ခုဒီမှာဒီကောင်ပေါ့နော်ဒီကောင်ဆရာတို့ပြန်ယူရတည်ရေးရမှာပေါ့နော် integral e to the power 2x sin half x dx equals uv uv ဆိုဇာတိနှစ်ခုမြောက်မယ်အဲ့တော့ half e to the power 2x v က sin half x ပေါ့ minus integral v du v du ဆိုဇာတို့ကဘာလို့မလဲဆိုတော့ဒီနှစ်ခုမြောက်ရေးရမှာပေါ့နော် half e to the power 2x du ကကြတော့ half cosine half x uh b dx ပေါ့နော်အဲ့တော့ simplify လုပ်မယ် half e to the power 2x sin half x ပြီးဒီ half a half ရရှေ့ရောက်လာတော့ -1 over 4ပေါ့ integral e to the power 2x ပြီး cosin half x dx ပေါ့အဲအဲ့လိုမျိုးဆရာတို့ရမယ်အဲ့တော့ဆရာတို့က e to the power 2x cosin half x dx ဆိုတာကိုဆရာတို့အစောကြီးတည်းကပါထားထားလဲဆိုတော့ e to the power 2x cosin half x dx ဆိုဆရာတို့ကအိုင်ထားထားတယ်ဒီမှာအိုင်ထားတော့ဒီနေရာမှာဆရာတို့အိုင်ကိုအစားထိုးပြီးဆရာတို့ရေးရုံပဲနော် နီးနီးအောင်ဆရာတို့သိရမှာက therefore ဒီအဆင့်ကိုဆရာတို့ကပြန်ပြီးတော့ရေးဖို့လိုလာပြီဒီအဆင့်ကိုပြန်ရေးလိုလာ i equals to i is equal to half e to the power 2x cosine half x plus 1 over 4အဲ့မှာဒီမှာ boss လုပ်ထားရတယ်လားအဲဒီဒီကောင်ကို boss လုပ်ထားတဲ့ကောင် integrate လုပ်လို့ရတယ်ဖြစ်ရဒီမှာရှိနေတယ်အဲ့တော့1 over 4နောက်မှာဆရာတို့ကတ်ရေးမှာเนาะဆိုတော့ဒါကိုခွင်းစာခွင့်မိနေဆရာတို့ထည့်ရေးမှာပေါ့เนาะ half e to the power 2x uh, sin half x minus 1 over 4အဲ့တော့ဇေရခုနကဒါကိုအင်ထားရတာဖြစ်တဲ့အတွက် i ဆိုပြီးဒီနေရာမှာ replace လုပ်လိုက်ပြီးအစားထိုးလိုက်ပြီးဟုတ်ပြီအဲ့တော့ဇေရတစင်းချင်းစီသူ့ကိုနော် simplify လုပ်မယ်အာ half e to the power 2x cosine half x plus 1 over 8 e to the power 2x uh, uh, sine half x minus 1 over 16i. Error d 1 over 16i, d by polar plus pi dora. Error so i ne 1 over 16i ne zero a dilu pawam. Pawaro 17 over 16i equals half e to the power 2x cosine half x plus 1 over 8 e to the power 2x b sin half x အဒီလိုရမယ်။အဲနောက်ဆုံး step မှာတော့သူက17 over 16ကိုဆရာဟိုဘက်ကိုသွားပြီးတော့မျှအောင်ပါပေါ့။ i equals 60 over 17နဲ့ download ကိုမျှောက်လိုက်တာပေါ့။အဲ့တော့16 over 17နဲ့မျှောက်လိုက်ရင်8 over 17 e to the power 2x cosine half x plus နော်16 over 17နဲ့မျှတော့2 over 17ကြမ်းမယ်2 over 17 e to the power 2x ပြီးရင် sin half x plus arbitrary constant c နောက်ဆုံးစစ်မှာ arbitrary constant c ထည့်လို့ထည့်ဖို့မမင်းနဲ့ပေါ့နော်โอเคအဲ့တော့ဆရာတို့ကဒါပါလဲဆိုတဲ့ခါကျတော့အာ integration by parts ကိုဆရာအုပ်စု၃စုခွဲပြီးတော့ဆရာပြောပြတာနော်ဒါကြည့်ရှုသူအနေနဲ့ ဒီလိုမျိုးခွဲပြီးလေ့လာမယ်ဆိုရင် တော်တော်လေးလွယ်သွားတာလွယ်သွားမယ်လို့ဆရာယုံကြည်တယ်။အဲနောက်ဆုံးတစ်ခုကတော့ဆရာတို့ကဘာကိုပြကျင်တာလဲဆိုတဲ့အခါကျတော့ tabular method ဆိုတာကိုဆရာတို့ပြကျင်တာ။နော်အဲ့ tabular method ဆိုတာကလည်းပဲအဲပေးမတုံးလို့တော့ဆရာသိရတယ်။ဒါပေမဲ့ဆရာတို့သိထားဖို့လိုတယ်ပေါ့နော်။အမှတ်မပေးဘူးလို့ဆရာသိရတယ်။ဒါပေမဲ့သိထားဖို့လိုတယ်ထင်လို့ဆရာဒီနေရာမှာထည့်ပြောမယ်။ Okay? tabular method ကတော့တော်တော်လေးသူက နော်အဲလွယ်တယ်ပေါ့အင်းတို့သူက sign ပေါ့နောက်တစ်ခုကသူက d ပေါ့ d ဆိုတာကတော့တကားပါလဲဆိုတော့သူက for you ပေါ့နော် you အတွက်ပေါ့နော်အဲ d ဆိုတာကနောက်တစ်ခုကကြတော့သူပါလဲဆိုတော့ i ပေါ့ i ကပါဆို integrate လုပ်မှာအဲ့ဒါကြတော့ပါဆို for dv အတွက်ပေါ့ဗျာနော်အဲ့တော့ဆရာတော့ဒါ tabular ဆိုတော့ table လေးဆောက်လိုက်တာပေါ့နော် table လေးဆောက်လိုက်မယ်အဲ့တော့ तू อ่ะ u အတွက်ကကြတော့ဆရာတော့ဒီမှာ algebraic က u အတွက် तू อ่ะ तू อ่ะဒီမှာရှိမှာဟို နော် e power 2x ကကြတော့ integrate လုပ်ဖို့အတွက်သက်ရှိနေမှာ dv အတွက်ကကြတော့နော်အဲ့နေရာမှာဆိုတော့သူ့ကို differentiate ဇက်တိုက်လုပ်သွား0ရောက်တဲ့အထိပေါ့နော်အဲ x square ကို differentiate လုပ်ရင်ဆိုတော့ 2x 2x ကို differentiate လုပ်ရင်2သူ့ကို differentiate လုပ်ရင်သူ့ကို differentiate လုပ်ရင်0ပေါ့သူ့ integrate လုပ်မယ်ဆိုရင် e to the power 2x to a half သူ့တစ်ခါ integrate ထပ်လုပ်ရင် e to the power 2x အဲ့ do နဲ့ပြန်စားတော့1/4ဖြစ်လာသူ integrate ထပ်လုပ်ရင် e to the power 2x သူ1/8ဖြစ်သွားမယ်ပြီးတော့ဒီ sin ကကြတော့အပေါင်းအနှုတ်အပေါင်းအနှုတ်အဲဒီလိုရေးတယ်ပြီးသွားရင်သူရေးဖို့ရေးနည်းကကြတော့ဘယ်လိုရေးလဲဆိုတော့သူအဖြစ်ရေးတဲ့ခါကျတော့ဒီလိုတန်းရေးတယ်အဲဒီလိုတန်းရေးတယ်သူအဲ့တော့နောက်ဆုံး final answer ကိုဆရာတို့ဒီမှာ tabular method သုံးပြီးတော့ရေးပြီးဟေးဆိုလို့ရှိရင်တော့ integral x square e to the power 2x dx ပေါ့ဒါတနည်းပြပိုင်ပေါ့စ်ကလာတာပဲအလွယ်နည်းပေါ့နော်ဆိုတော့ဒီကအပေါင်းဖြစ်သွားတဲ့အတွက်ကျတော့ x square အာ half ကိုရှေ့မှာရေးလိုက်မယ်မြောက်မြောက်ပြီးရေးရမှာ e to the power 2x ပြီးဒီနှကောင်မြောက်တယ်အရှိက minus တင်နော် minus နော်ဒီနှကောင်မြောက်လိုက်လို့ရှိရင် half x ဖြစ်သွားမယ် half x e to the power 2x အပြီးဒီနှကောင်မြောက်လိုက်လို့ရှိရင် plus နော်1/4ပေါ့နော် e to the power 2x + c တိုင်းရရတယ်လားเนาะဆရာခုနကเนาะ integration by parts မှာ uv ဆိုရင်တော့ထက်ကြော့ထက်ကြော့ဆရာထားရတာပေါ့เนาะသူနောက်ဆုံးဖြည့်ရအောင်လို့เนาะ okay အဲ့ဒါဆိုဆရာနံပါတ်2လေးကိုဆရာထပ်ပြီးတော့ခါကြည့်အောင်ဒါလည်းဘုသူတအနေနဲ့ဆရာတို့မှတ်ထားပါเนาะအကယ်၍သုံးခွေရှိလာတယ်ဆိုတော့သတင်းကြားတဲ့အတန်ကြားတဲ့ခါကျတော့ဆရာတို့တန်းသုံးလို့ရအောင်လို့เนาะဟုတ်ပြီဆရာဒီတစ်ခါကျတော့ဆရာเนาะ sin ရเนาะအာ d ရ i ပဲဆရာရေးလိုက်တော့မယ်เนาะမြန်သွားအောင်လို့ပေါ့เนาะ ဟုတ်ပြီအဲ့တော့အဲသူက algebraic ကတော့ x cube 1ဒီမှာထားမယ်ဒီမှာကတော့ cosine x ကိုဆရာထားမယ်သူကိုရှိတ်မယ်ဆိုရင် 3x square ဆိုတော့သူက 6x သူက6 plus 0ပေါ့ထက်ကထက်ကရှိတ်သွားတာ cosine ကိုရှိတ်မယ်ဆိုလို့ရှိရင်တော့ integrate လုပ်မယ်ဆိုရင်တော့ sin x ပေါ့ sin ကို integrate လုပ်ရင် negative cosine x ပေါ့ဟုတ်ပြီ cos x ကို integrate လုပ်ရင်တော့ sin ဆိုတော့ negative ကဒီမှာရှိပြီးသားပဲအာ sin ကို integrate negative ဆိုတော့ positive ဖြစ်သွားတော့သူက cosine x ပေါ့ အဲ့တော့အပေါင်းအနှုတ်အပေါင်းအနှုတ်အပေါင်းအဲ့ဒီလိုသွားတယ်အဲ့လိုသွားဆိုရင်သူ့ကိုနော်ဒီလိုမျိုးဆိုရင်မြှောက်ပြီးတော့ဒီလိုရေးပြီးတော့အဖြေတန်းထုတ်လို့ရပြီပေါ့အဲ့တော့သူ့အဖြေတန်းထုတ်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုမြှောက်ပဲပေါ့အဲ့ဒီနှစ်ခုမြှောက်တော့ equals အာ sq minus 1 times sin x ပေါ့နော်ပြီးဒီနှစ်ခုမြှောက်တယ်ဒီနှစ်ခုမြှောက် minus ဒီအရှိက minus ဆိုတော့ plus ဖြစ်သွားတာပေါ့နော်ဆိုတော့ 3a square နော်အဲ cos cosine x အပြီးဒီနှစ်ခုမြောက်မယ်ဒီနှစ်ခုမြောက်ဆို minus အရှိက plus ဆိုတော့ minus ပဲဖြစ်မယ်ပြီး 6x sin x အပြီးဒီနှစ်ခုမြောက်မယ်ဒီနှစ်ခုမြောက်တဲ့ဒီကောင်လည်း minus ပဲဖြစ်မယ်6 cosine x ပေါ့ plus arbitrary constant c ပေါ့ that's it နော်ဒါကတော့ဇာတ်ရို integration by parts ကိုစင်ငါ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 မလုပ်တော့ဘဲနဲ့နော် tabular method ဆိုတဲ့ဟာကိုဇာတ်ရို throw ပြီးတော့တွက်သွားတဲ့ပုံစံပါ Okay ဒါဆိုရင်တော့ဇာတ်ရို video မှာအနည်းချုပ်ပြောမယ်ဆိုရင် integration by parts ကို throw ပြီးတော့ အာအုပ်စုသုံးစုခွဲပြီးတော့ဆရာတို့အကြံများအဖြစ်ဆရာတို့ချင်းကပ်မယ်ဆိုရင်လွယ်တာတွေ့ရလိမ့်မယ်အဲ့ဒါထဲမှာမှအဲ inverse trigonometric function ကိုဒီ differentiate လုတ်သွားပြီးတော့တွက်သွားတဲ့အပိုင်းပေါ့အဲ့အဲ့ဒါလေးကတော့နော်အဲစနေတန်းចောင်းသားတွေအနေနဲ့မေးမယ်လို့တော့ဆရာမထင်ဘူးပေါ့နော်ပြီးတော့အခုနောက်ဆုံးပြောသွားတဲ့ tabular method ပေါ့နော်အဲ့ဒါသုံးဝင်ပေးတယ်လို့တော့ဆရာကတော့လောလောဆယ်ကြီးမကြတာဘူးဒါပေမဲ့